မေလာမရိုဝင်မနေ့ကခမားကမော်မနန်ရောက်ဖို့အတွက်ဘွဲကိုနိုင်ရလို့ဈေးရှိဖို့ဇာမတွေနားလဲတဲ့အကြောင်းပြောခဲ့ပေမဲ့ပထမပိုင်းမိနစ်20မှာနှစ်ကိုပေးလိုက်ရပါတယ်။ဘာကအဲ့ဒါကိုဖြစ်စေခဲ့တာပါလေ။လူတော်တော်များများတော့ခမားကဇားနေတဲ့ assistant အကြောင်းလို့ထပ်ပြီးပြောနေကြပြန်ပါပြီ။အာအများရန်ဒီတိုင်းပါပဲ။ခမားနိုင်တဲ့အခါကျရင် assistant အကြောင်းမဟုတ်ဘူး။ခမားရှုံးတဲ့အခါကျရင်တော့ assistant အကြောင်းပဲ။ကျွန်တော်နားလဲပါလေ။ကျွန်တော်ထင်တာကတော့ဒါဟာဒီဘွဲကို brand ဘုတ်ကဇားစေခြင်းနဲ့ပုံစံတိုင်းကျွန်တော်တို့လက်ကစားခဲ့ကြပါလေ။လောင်းမော်တွေနဲ့မော်လုံကိုကန်နေ second ball တွေလိုက်လူတာနဲ့ ကျောင်းရဲ့ကစားပုံမှာဘယ်တော့မှအထံကြောင်မကစားနိုင်ခဲ့ပါဘူး။ကျောင်းရဲ့ကိုယ်ပိုင်ကစားပုံကိုဘယ်တော့မှမကစားခဲ့ကြပါဘူး။ပြိုင်မဲ့ကိုယ်ဘယ်တော့မှဖိအားမပေးဘူး။ပြီးတော့သူတို့ဘောလုံးပြန်တန်းပြေးထွက်ပြီးဘောလုံးအတွက်တိုက်ပွဲဝင်ရမယ်ဆိုတာကိုကျောင်းတို့သိခဲ့ပါလေ။အဲဒီလိုပုံစံနဲ့ကျောင်းတို့နှစ်ကိုပေးခဲ့ရတယ်။တကိုးကတော့ပြန်သွင်းနိုင်ခဲ့ပြီးဒုတိယပိုင်းမှာဗလန်ဒီကအခြေအနေကိုပြောင်းလဲသွားစေခဲ့တယ်လို့ကျောင်းထင်ပါလေ။ဂျုံဂုံတော့နဲ့ကြည့်မယ်ဆိုရင်ကျောင်းတို့ဘောလုံးကြာကြာကန်ပြီးဘွဲကိုကြာကြာထမ်းချုပ်စားနိုင်လားမျိုးဘယ်တော့မှမရှိခဲ့ပါဘူး။ဒီတော့ကျောင်းတို့ရှုံးနေတာပေါ့ဗျာ။ကမြောင်းဒီကလပ်မှာပရီးမီးယားလိဂ်ပွဲစဉ်30ကြော်ရှိလာပြီဆိုတော့အခု မဖြစ်မြောက်သေးတဲ့အရာတွေကတော့ဒေါ်လေးအခြေကအခြေခံကြနေပြီလို့ခံစားရပါလားကျွန်တော်သိပါတယ်ဗျာကျွန်တော်တို့အသင်ရှုံးတဲ့ခါတိုင်းဒီအကြောင်းပဲပြောနေကြရတာပါကျွန်တော်တို့အများကြီးစူးစမ်းလုံဆောင်မှုလိုအပ်ပါတယ်ဒီနေ့မှလည်းကျွန်တော်တို့ရဲ့ကြီးမားဆုံးစိုးရိမ်မှုကအဆုံးသတ်ပိုင်းမှာကျွန်တော်တို့သိမကောင်းခဲ့တာပါဖြတ်တင်မော်ရီအများကြီးလွဲလျှော်ခဲ့တယ်ကျွန်တော်တို့သိရှိထားမိတာပါတပလုံးလေးချင်းထားခဲ့တဲ့ transition တွေကနေ goal တွေပြီးခဲ့ရပါတယ်အဲ့ဒါတွေကကျွန်တော်တို့တိုးတောင်းလုပ်ရမယ့်အရာတွေပါပဲဒါဆိုရင်ဘလို့ပြောင်းလဲမှာလဲဒီလိုစင်းစီကတည်ငြိမ်မှုကိုဘလို့ရအောင်လုပ်မလဲ အရာလုံးကိုစူးစမ်းလှုပ်ဆောင်ရမှာပဲအရာလုံးကိုစူးစမ်းလှုပ်ဆောင်ရပါတယ်ဆေးပြေစရာကောင်းတာကဒီကနေ့ပေးလိုက်ရတဲ့ဂိုးတွေဟာကျွန်တော်တို့တပတ်လုံးလေ့ကျင့်ထားခဲ့တဲ့အရာတွေပါပဲတဲအရာကဆေးပြေစရာကောင်းပါတယ်ကျွန်တော်တို့ဘောလုံးနဲ့အတူပိုကောင်းအောင်လုံနိုင်ပါတယ်ပိုပြီးတော့ထိန်းချုပ်နိုင်ပါတယ်တခါလေစုံမဲ့ချက်တွေကကိုယ့်ဘာမှမရှိတဲ့အခါမော်မန်ကကိုယ့်ဘာမှမရှိတဲ့အခါကျွန်တော်တို့ဘောလုံးကိုထိန်းချုပ်နိုင်ပါတယ်ဘွဲကိုချိန်ရော့နိုင်တယ်ဆိုတာကိုလည်းနားလည်ထားသင့်ပါတယ်အဲ့ဒါကဒီအသင်းလုံနိုင်တယ်ဆိုတာကိုကျွန်တော်တို့သိတဲ့အရာတစ်ခုပါပဲဒါမဲ့ခိုင်တန်းတွေပင်နယ်တွေပထမကုမတိုင်ငယ်ပြစ်ဒဏ်ဘောတွေ ဒေယာရီအောင်လောင်ကျွန်တော်တို့ကိုစန့်ကျင်နေတဲ့အခါဒီလိုပွဲမျိုးကိုထိန်းချုပ်ဖို့ပွဲကိုချိန်ရောက်ဖို့အတွက်ပို့ပြီးတော့ပင်ကိုစရိုက်ပါစနလတီရှိဖို့အတွက်တကယ်ကိုလိုအပ်ပါတယ်။ဒန်နီရဲ့အဆုံးပြတ်ချက်ကနောက်ဆုံးရလဒ်ကိုတည့်ရောက်မှုရှိတယ်လို့ခင်ဗျားဆိုလိုနေတာမျိုးတော့မဟုတ်ဘူးလို့ယုံကြည်ပါတယ်။ဒါပေမဲ့ Collins အထုံးမခံခဲ့ရတဲ့အပေါ်စိတ်ပြတ်မိပါလား။မဟုတ်ဘူးဗျကျွန်တော်ဆိုလိုနေတာအဲ့ဒါမဟုတ်ဘူးကျွန်တော်တစ်ခါလီမှာဆုံးမဲ့ချက်တွေကခင်ဗျားတို့ဘက်မှာမရှိတော့ဘူးဆိုတော့အဲ့ဒါကဖြစ်နိုင်တယ်ဆိုတာကိုရှင်းပြနေတာပါပြီးတော့ ကျွန်တော်တို့ဘွဲမှာဘွဲကိုထိန်းချုပ်ဖို့ဘွဲကိုအရှင်ရောက်ဖို့အရေးအချင်းနဲ့စွမ်းရည်တွေရှိပါတယ်။ဒေတိမှာတော့ကျွန်တော်တို့အဲ့ဒါကိုမလုံးနိုင်ခဲ့ပါဘူး။အားဒီနောက်မှာတော့ခမရတို့ကအဲ့ဒီဆုံးမဲ့ချက်တွေပေါ်မှာကိုယ့်ရဲ့ထင်မြင်ချက်နဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတာပေါ့လေ။ဒါနီးကကျွန်တော်ကိုပြောတာက Brian ကဘောလုံးကိုထိန်းချုပ်ထားနိုင်ခြင်းမရှိခဲ့ဘူးတဲ့။ကျွန်တော်ထင်တော့သူဆွဲခံခဲ့ရလို့ဘောလုံးကိုမထိန်းချုပ်ထားနိုင်ခဲ့တာပါ။ဆိုတော့အဲ့ဒါကဆုံးဖြတ်ချက်ပါပဲ။ဒါပြောရမယ်ကျွန်တော်ထုတ်ပြန်အဲ့ဒီလိုအခိုက်အတန့်တွေမှာဒါနီးပေါ်မှာပဲအာယုံမဆိုင်ဘဲနဲ့ဒီမနက်ဒါမှမဟုတ်ဒီနေ့လည်းမှာကျွန်တော်တို့ဘာတွေလုပ်ခဲ့အသင့်လဲဆိုတာကိုပဲအာယုံဆိုင်ချင်ပါလေ။ တော်တို့ပိုကောင်းအောင်စားနိုင်ပြီးပိုကောင်းအောင်လည်းကစားဖို့လည်းလိုအပ်ပါတယ်။ရူဘီခင်ဗျားဒီအချိန်တွေကနေပြန်ပြီးတော့နိုင်လိမ့်မယ်လို့ယုံကြည်မှုရောရှိနေတော့မလား။ဟာကျွန်တော်တော့အမြဲတမ်းပါပဲဒါကတော့တက်ကြရလို့ပါဒါကတော့တက်ကြရှိမှာပဲခင်ဗျားနိုင်တဲ့အခါရာအလုံးကမော်မီနန်ကဒီမှာရှိနေတယ်လို့ခင်ဗျားခံစားရမယ်ခင်ဗျားရှောင်းတဲ့အခါမှာနေရာဟောင်းကိုပြန်ရောက်သွားပြီနိုင်မဲအတွက်ထပ်ပြီးတော့တိုက်ပွဲဝင်ရပြန်အဲဒီနိုင်မဲကမော်မီနန်ကိုပြန်လဲဒီဆောက်ပြီးတော့ခင်ဗျားကိုကူညီပေးနိုင်ပါလေဆိုတော့ဗျာကျွန်တော်တော့ကျွန်တော်တို့ကိုကျွန်တော်အမြဲတမ်းလုံနေတာပဲ ျွန်တော်သာနိုင်ခဲ့ရင်မတူညီတဲ့စိတ်အခြေအနေတစ်ခုမှရှိနေမှာပေါ့ဒါကသဘာဝကြပါတယ်ဒါပေမဲ့ကျွန်တော်ဘာလို့ရအောင်လဲဆိုတော့ကိုသိတဲ့အတွက်အများအားယုံကြည်မှုတော့ရှိနေပါလေကမြောက်ကအများအားတောင်းအများကြီးကိုကိုပုံကုန်ပေါ်မှာတင်ထားပြီးဇာမတွေကိုအပြစ်မတင်ခြင်းခဲ့ပါဘူးဒါပေမဲ့ဒီကနေ့မှာတော့တူးချင်းအမှားတွေအများကြီးရှိခဲ့ပါလေကဇာမတွေကသူတို့ကိုယ်တိုင်တောင်းအောင်မယူကြဘူးခမရခံစားမိလားဆိုတော့ဘာလို့လဲဆိုတော့ခမရအပေါ်မှာဖိအားတွေအများကြီးကြားရောက်နေပေမဲ့သူတို့အပေါ်မှာတော့တိတ်မရှိသလိုဖြစ်နေလို့ပါဒါပေမဲ့အဲ့ဒါကကျွန်တော်အလုပ်ပဲလေကျွန်တော်ကဇာမတွေကိုကာကွယ်ဖို့ကြီးပဲ ဒီမှာရှိနေတာတော့မဟုတ်ပါဘူးကျွန်တော်ကကလပ်နဲ့အသင်းအတွက်အကောင်းဆုံးဖြစ်မဲ့အရာကိုစူးစမ်းလှုပ်ဆောင်နေရပါပြီးတော့ကျွန်တော်အဲ့လိုလည်းမမြင်ပါဘူးကျွန်တော်ဘာလို့လဲဆိုတော့ကောင်းလေးတွေကလေးကျင်ကန်ဆင်းနေတာကိုကျွန်တော်မြင်ခဲ့ရလို့လေဘယ်ဒီထဲမှာအခြေအနေတွေကတကယ်ခံခဲ့လာတဲ့အခါမှာတို့အရင်လိုမဟုတ်တော့ဘူးဆိုတော့ကျွန်တော်ခံစားရပါတယ်ဒါမဲ့လည်းပဲအဲ့ဒါကကလပ်ရဲ့ဖိအားပါပဲဆိုတော့ကျွန်တော်ကနောက်ဘက်ကိုနိုင်ရဖို့အတွက်အကောင်းဆုံးကဘာလို့ရမလဲဆိုတော့ကိုဒီမှာစဉ်းစားနေတာပါကျွန်တော်ကဈာမတွေကိုကာကွယ်ဖို့ဒါမှမဟုတ်ကိုကိုကာကွယ်ဖို့စူးစမ်းနေတာတော့မဟုတ်ပါဘူး ကျွန်တော်ကနောက်ဘက်ကိုနိုင်ရဖို့မော်မနန်ကိုပြန်လဲတီးဆော့ဖို့ဒါပါပဲပြီးတော့ဘွဲပေါ်ကျွန်တော်ရဲ့သုံးသက်ချက်တကယ်ကိုဓမ္မဒေတန်ချာချာဖြစ်အောင်ကိုစူးစမ်းနေတာပါဒီကနေ့မှာတော့ကျွန်တော်တို့ဘရန်ဘွေရဲ့ကစားခွက်အတိုင်းလိုက်ပြီးကစားခဲ့ကြပါတယ်ကိုယ့်ရဲ့ကစားဘွဲတော့မဟုတ်ခဲ့ပါဘူးခမရသာပြိုင်မဲ့ရဲ့ကစားဘက်ကိုလိုက်စားနေမယ်ဆိုရင်တော့အဆုံးမှာဘွဲကိုနိုင်ဖို့ခက်ခဲသွားခဲ့မှာပါပဲတော်ဆိုလို့ရှိရင်အခုရှေ့ဆက်ပြီးတော့ရှင်းနေတဲ့လမ်းကြောင်းတစ်ခုမြင်နေပြီလားပြီးတော့ဒီကလပ်ကိုရှေ့ဆက်တည်ဆောင်သွားနိုင်မှာမလား ပါလို့ဆိုတော့အခုလက်ရှိမှာရှေ့ကိုတလန်တိုးလိုက်တဲ့နောက်ကိုတလန်ပြန်ဆုတ်လိုက်တဲ့အများရန်ဒီလိုပဲဖြစ်နေလို့ခံစားနေရလို့ပါကျွန်တော်ခင်ဗျားတို့ကိုတိထပ်ပိုးပြီးဘာမှပြောလို့တော့မရတော့ပါကျွန်တော်တို့ပွဲရှုံးတဲ့အများရန်ဒီစကားဝိုင်းပဲဖြစ်နေတော့တာပဲဒီကားလေးမှာခင်ဗျားကတကယ်ကောင်းကောင်းစွမ်းဆောင်ပြသနေတဲ့အသင်းတွေကိုမြင်နေရပြီးတိုးတက်မှုတွေကိုတွေ့ရပါလိမ့်မယ်ပြီးတော့ဒီကားလေးတော့လေမန်ချက်စတာရန်တက်ပြန်လာတော့မှာပါလို့ပြောနိုင်စေမဲ့ယုံကြည်ချက်မျိုးပေးတဲ့အဲဒီတိုးတက်မှုကိုခင်ဗျားတို့မမြင်ရတဲ့ပွဲအချို့လည်းရှိနေတတ်ပြဆိုတော့ ဒါကအများအတူတူပဲဖြစ်နေတဲ့ဇာတ်ကားတွေပဲပုံစံတွေပဲဒါကနောက်လာမယ့်ပွဲစဉ်အပေါ်မှာမူတည်ပါတယ်ဆိုတော့နောက်ပွဲကိုနိုင်အောင်ကြိုးစားပြီးအချက်လက်အချက်ကိုတိုးတက်အောင်လှုံ့ဆော်ရမှာပဲဒါပေမဲ့ကျွန်တော်တို့အခွင့်အရေးဂိုးဖန်တီးနိုင်တဲ့ဆိုတော့ရှင်းလင်းနေတယ်လို့ကျွန်တော်ထင်ပါတယ်ဒီခါလေးမှာကျွန်တော်တို့အဆုံးအသတ်ပိုင်းကိုပို့ပြီးတော့ရောက်ရှိခဲ့တယ်အဆုံးအသတ်ပိုင်းမှာအရေးအသွေးနည်းနည်းလေးလိုအပ်ခဲ့တယ်ကျွန်တော်တို့ဂျိုတင်မြေဆင်ထားတဲ့ဂိုးလေးလိုမျိုးကိုတော့ပေးခဲ့ရပါတယ်။အဲ့ဒါတွေကကျွန်တော်တို့အမြဲတမ်းလိုလိုတိုးတက်အောင်လှုံ့ဆော်ရမယ့်အရာတွေပါပဲ။ရိုဘီမင်္ဂလာပါဒီပွဲပေါ်မလို့များတုံးသက်ချင်ပါလေ ကျွန်တော်ထင်တာတော့ဒီဘက်မှာကျွန်တော်တို့ကသူတို့ဇောင်းကျင်တဲ့ပုံစံတွေကိုရောက်သွားတယ်လို့ထင်ပါတယ်။ပြန်မဲ့က second ball တွေ first ball တွေနဲ့တကယ်ကိုရှော့ထွင်းအောင် လုပ်သွားပါတယ်။ပြီးတော့ကျွန်တော်တို့ကသာပြန်မဲ့ရဲ့ဇောင်းပွဲအတန်လက်ကစားနေမယ်ဆိုရင်ကျွန်တော်တို့အတွက်ပို့ပြီးတော့ခက်ခဲသွားတာပေါ့လေ။ကျွန်တော်တို့သိထားကြတဲ့အယောင်ကအကောင့်နဲ့သူတို့ရဲ့ long ball တွေကနေတစ်ဆင့်ဂုဏ်တကူပေးခဲ့ရပါတယ်။အရင်တော့မတော်ဘဲတဲ့ကိုပြန်ဝင်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ပင်နေရင်လွှဲချော်သွားခဲ့ပြီးဒီအခက်အတန်တွေအားလုံးဟာကျွန်တော်တို့ကိုစန့်ကျင်နေခဲ့သလိုပါပဲ။ အဲ့ဒါတွေကဘွဲကိုပြောင်းလဲသွားစေနိုင်ခဲ့ပေမဲ့အဆုံးမှာတော့ကျွန်တော်တို့တိတက်ဘိုးကောင်လောဖို့တော့လောအပ်ခဲ့တယ်လို့ပဲထင်ပါတယ်။ဘွဲကအတင်းကြော်တွေရှိခဲ့ပေမဲ့အစားမတွေရဲ့စိတ်တဲ့ဘိုင်းကရောမဟုတ်ဘူးပြအဲ့ဒီခက်တဲ့တွေကကျွန်တော်တို့ဘက်မှာရှိဖို့လိုပါတယ်။ပြီးခဲ့တဲ့ဘွဲမှာသူတို့ပြင်ဒီကနေ့ဘွဲအစမှာကျွန်တော်တို့မှာအဲ့ဒါတွေရှိခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကြီးမားဆုံးစိုးရိမ်မှုကဘွဲကိုထိန်းချုပ်ဖို့ကိုယ့်ရဲ့ဇားကွက်ကိုဇားကွက်အတိုင်းဘွဲကိုတင်းညောင်းလုံးနိုင်ခဲ့တာပါပဲ။ဘွဲရဲ့အချိန်တော်တော်များများမှာကျွန်တော်တို့အဲ့ဒါကိုလုံးနိုင်ခဲ့တဲ့ပါတယ်။ ။ဒါဆိုလို့ရှိရင်အခုကနေနောက်ဘက်ကြမှာလေ့ကျင့်ရင်ခွင့်မှာဒီကအာယုံဆက်ရမယ့်အရာကဒါပါပဲလား။အရာလုံးပါပဲကျွန်တော်တို့အရာလုံးကိုလေ့ကျင့်နေတာပါတပတ်လုံးတရားအချင်းထဲချုပ်စားပုံတွေနောက်သူတို့ဘောလုံးကန်နေတဲ့အခါမှာဘလို့လောက်ရမလဲဆိုတာလေ့ကျင့်ခဲ့ပေမဲ့အတူတူပဲပြန်ပြီးတော့ခံခဲ့ရပါတယ်ဒီတော့ကျွန်တော်တို့အဲ့တော့ကိုထပ်ပြီးတော့ lobby နောက်လာမဲ့ဘွဲစီမှာပိုကောင်းအောင်တော့စ조사ရမှာပါပရိသတ်တွေအတွက်ဘာများပြောချင်ပါလဲကျွန်တော်တို့ရှုံးတဲ့အခါပြောနေကြစကားအတိုင်းပါပဲသူတို့ကိုတောင်းပန်ပါတယ်လို့ပဲပြောရမှာပေါ့ဒါမဲ့လည်းပဲသူတို့ဘာမှ ကြားကြင်မှာတော့မဟုတ်ပါဘူးဒီလိုအချိန်မျိုးမှာတို့မြင်တာကရလာပါပဲဒီတော့တို့တို့ရဲ့အလုပ်ကနောက်ဘက်ဘက်ကိုနိုင်ရဖို့တော့ထပ်ပြီးတော့တိုက်ပွဲဝင်ဖို့ပါပဲမလေးရဲ့မင်္ဂလာပါဒီနေ့ခင်ဗျားတို့လာတဲ့ရလာမျိုးတော့မဟုတ်ခဲ့ပါဘူးလက်ခဏရအောင်ငွေတက်ကဘလို့များရှိမယ်လို့ထင်ပါလေဆိုးပါပါလေဗျာရိုးသားပြောတော့ရန်ကုန်ဆိုးပြောပါလေကျွန်တော်တို့အမြဲတမ်းဒီစကားပဲပြောနေရတာပဲဒီလိုကလေးမျိုးအတွက်ဇာတာဘလောက်ဒီအရေးကြီးလဲဆိုတာကျွန်တော်တို့သိပါတယ်ပြီးတော့ပွဲတိုင်းကိုနိုင်ဖို့အတွက်ပဲကျွန်တော်တို့သွားစားခဲ့တာပါဒီလိုပုံစံနဲ့ရှောင်းနေသွားခဲ့ရတဲ့အခါခန်းစားချက်ကတကယ်ကိုဆိုးရွားလွန်ပါလေ လူတိုင်းကလေးတက်ပို့ပြီးတော့လှုပ်ချင်ကြပါလိမ့်လူတိုင်းကလေးတက်ပို့ပြီးလှုပ်ဖို့အတွက်လိုအပ်ပါတယ်ဟုတ်ကဲ့တေချာတော်တစ်ခုကတော့ကျွန်တော်တို့ထပ်ပြီးတော့စူးစမ်းရအောင်ပါပဲအဲ့ဒါကတခုရီတော့နီးလန်းပါပဲသူတို့ကဘာလို့ခင်ဗျားတို့အတွေ့ဒီလောက်တောင်ခက်ခဲအောင်လုံးနိုင်ခဲ့တာလဲရိုးသားပြောမယ်ဆိုတော့စင်ဂျီတွေလိုက်ချောင်နေတာကနီးမှန်လမ်းမှန်လို့တော့ကျွန်တော်မထင်ဘူးတော့ကျွန်တော်တို့ဘာလို့ဖို့လွယ်လဲဆိုတော့ကျွန်တော်တို့သိပါတယ်ကျွန်တော်တို့ကောင်းကောင်းမလုံးနိုင်ခဲ့ဘူးလို့ထင်တယ်သူတို့ကပို့ပြီးတော့ထိရောက်ခဲ့တယ်ပို့ပြီးတော့ဂိုးတွေတွင်းသွားတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပါပဲစင်ဂျီပေးစရာတော့မရှိပါဘူး သူတို့ဘလို့တွေဇာမလဲဆိုတာကျွန်တော်တို့သိရှိထားပြီးတော့သူတို့လုံးချင်တော့ကိုဇာသွားခဲ့တာပါပဲ။ဒါဆိုလို့ချင်းဘာလို့အတင်းအသေးအနေနဲ့ကွဲတဲ့ကနေထွက်ပြီးတော့ကျွန်တော်တို့လူချင်းတဲ့ပုံစံနဲ့မစွမ်းဆောင်နိုင်ခဲ့တာလေ။ကျွန်တော်ပြောသလိုပါပဲဒါကအစင်ကြီးချောင်းမဲ့အချိန်လို့တော့ကျွန်တော်မထင်ပါဘူး။ပွဲပြီးမှဆိုတော့ကျွန်တော်တို့အရောင်ကိုဒေါသထွက်နေကြတယ်ဗျ။ကျွန်တော်တို့ရဲ့စိတ်အခြေအနေကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာတော့မရှိနေသေးဘူး။ဒါမဲ့အာကျွန်တော်လည်းမသိဘူးကျွန်တော်အတွက်တော့ပထမဂိုးဆိုရင်ကျွန်တော်ဘောလုံးကိုထိန်းချုပ်လိုက်တယ် အဲတယောက်ကကျွန်တော်ကိုတွန်းထုတ်လိုက်တယ်ပြီးတော့ဒုတိယကိုဆိုလို့ရှိရင်လည်းအနီးကဖြစ်တဲ့နယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လူတိုင်းအမှလုံနိုင်တာပဲလေကျွန်တော်တို့နားလည်ပေးပါတယ်အဲအဲ့ဒါကအမှမဟုတ်တော့ဆိုရင်တော့ပေါ့လေပွဲပြီးမှဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်အတွက်ပဲတစ်ခုခုတွေးနေတတ်ကြတာပဲလေဒါပေမဲ့အမှန်တရားကိုတော့သိဖို့တော့လိုအပ်တာပေါ့အော်တည်ငြိမ်မှုရှိဖို့ဆက်ပြီးတော့လုံစူးစားသွားဖို့ပြီးတော့ဆက်ပြီးတော့နိုင်ပွဲတွေရနိုင်ဖို့အတွက်နေလန်တစ်ခုကိုရှာဖွေဖို့လိုအပ်နေပါတယ်ကမြောင်းယူရန်တက်ကိုရောက်နေတာကိုဆိုရင်လာနိုင်ငံတော်ရှိနေပါပြီ ဒီမှာရတဲ့ရှောင်းနေမှုတွေကအင်္ဂလက်တွေမှာရင်ဆိုင်ခဲ့ရတာတွေထက်အများကြီးပိုပြီးတော့ကြီးမားနေတယ်လို့ခန်းစားမိလားတေးရတာပေါ့တိတ်တည်ကြတာပေါ့ဒီလိုအသိမျိုးအတွေ့အကြုံစားရတာကျွန်တော်ပြောခဲ့တူပဲရန်ရန်ကိုရေးကြည့်ပါလေလူတိုင်းကဒီကလက်အတွက်ဘလောက်ကြီးမားလဲဆိုတာကိုသိဖို့လိုအပ်တယ်လေကျော်တို့ပွဲတန်းကိုနိုင်ဖို့အတွက်သွားပြီးကစားရတယ်ပြီးတော့ရိုးသားပြောရမယ်ဆိုရင်ကျော်တို့ရှုံးတဲ့အခါမှာတပတ်လုံးခန်းစားချက်ကစိုးရွားလွန်းနေတာပဲတကယ်ကိုစိုးရွားလွန်းနေတာပါဒါပေမဲ့ကျော်တို့မှပြန်လာပြီးတော့အခြေအနေကိုပြောင်းလဲပြစ်နိုင်တဲ့ပင်ကိုယ်စရိုက်လက္ခဏာတွေရှိပါတယ် အခုအနောက်လာမယ့်ပွဲစဉ်ကဆန်ဒလန်နိုင်ငံကပွဲစဉ်တွေမှာတိုင်ခင်နောက်ဆုံးရရမယ့်ပွဲကြီးပွဲကောင်းတစ်ပွဲပေါ့နော်အဲ့ဒီမှာအကောင်းမြင်ရလတခုခုရပြီးတော့နားယူခြင်းကိုပို့ပြီးတော့ဆေးရတက်ကြောက်စားနဲ့နိုင်သွားဖို့ကဘလောက်ထိအရေးကြီးမယ်လို့ထင်လဲအော်အထောက်ပေါ်မှာဇာတာကအမြဲတမ်းအမခံပါပဲကျွန်တော်ဒီအချိန်လေးကိုပြောင်းလဲပြီးတော့ဘိုးကောင်ကိုဇာနိုင်လိမ့်မယ်လို့တော့မျှော်လင့်ပါတယ်ဟုတ်ပါတယ်ဒါကပွဲကြီးပွဲကောင်းတစ်ပွဲပါဒါပေမဲ့ပရီးမီးယားလိဂ်ကပွဲတိုင်းမှာကျွန်တော်တို့အတွက်အရန်ကိုအရေးကြီးပါကျွန်တော်တို့နိုင်ဖို့လိုအပ်တယ်အခုကျွန်တော်တို့ပရီးမီးယားလိဂ်ကိုအသက်နဲ့လဲပြီးတော့ကစားဖို့လိုအပ်နေပြီဒါပေမဲ့ ဟုတ်ကဲ့ကျွန်တော်ပြောသလိုပါပဲကျွန်တော်တို့ထပ်ပြီးစူးစမ်းရပါမယ်။အရာအလုံးကိုပြောင်းလဲပြရပါမယ်။ပြီးတော့နိုင်ဝဲတွေဆက်ပြီးတော့ယူရမှာပါ။ဆိုတော့ဒီလိုရလဲမျိုးကရင်ဝဲနာစီရပါပဲ။ဆိုတော့ဒီစွမ်းဆောင်ကြီးကဘယ်လိုမျိုးသုံးသပ်ခြင်းပါလဲ။ကျွန်တော်အဲ့လိုမေကုံချို့ကိုဖြည့်ပြီးသွားပြီလို့ထင်ပါလေ။ကိုချက်ချင်းကျွန်တော်တို့ခုခုပြောဖို့ကတကယ်ကိုခက်ခဲတယ်ဗျ။ကျွန်တော်တို့ဒီကြားစီကိုဝင့်စင်ရတာဘလောက်ဒီအရေးကြီးလဲ။ပွဲတန်းကိုနိုင်ဖို့တဲ့ဘလောက်ဒီအရေးကြီးလဲဆိုတော့ကိုသိပါလား။ဒီကိုလာပြီးမနိုင်မဲ့ပြရတာကတကယ်ကိုစိတ်ပြည့်စရာကောင်းလို့ပါလေ။မရိုးစော်ဒီရဒီမှာကျွန်တော်တို့တို့ပွဲတန်းကအရန်ကိုအရေးကြီးတယ်လေ။ ကျွန်တော်ဒီထက်ပိုပြီးလောဖို့တော့လိုရတယ်ဒီထက်ပိုပြီးတော့တေချာဖို့လိုရတယ်အဲ့ဒါကတော့အချက်လို့ထင်တယ်ကျွန်တော်ပြောခဲ့သလိုပါပဲအခုချက်ချင်းကြီးမေးခွန်းအချို့ကိုဖြေဖို့တော့ကျွန်တော်တို့ရဲ့စိတ်အခြေအနေကသိကောင်းတဲ့ပုံစံမျိုးမှာတော့မရှိနေပါဘူးဒီလိုစွမ်းဆောင်မှုနဲ့စိတ်ပြည့်စရာကောင်းတဲ့ဒီစိတ်ပြည့်မှုကလေ့ကျင့်ခွင့်ပေါ်မှာပိုပြီးတော့စူးစမ်းဖို့အတွက်တွန်းအားဖြစ်စေမလားသိသေးကြလားပေါ့အဲ့ဒါကအဓိကပဲလေကျွန်တော်အဲ့ဒါကိုသွားရမယ်အဲ့လိုလုံးကိုလုံးရမယ်အရာလုံးလုံးရမယ်အဲ့ဒီနောက်မှာခင်ဗျားတိုးတက်တိုးတက်တိုးတက်လာမှာပဲလေဆိုတော့ကျွန်တော်တို့ထင်ပါတယ်ဒါကအဓိကစကားလုံးပါ ဲ့ဒါကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်ကျွန်တော်တို့အာရုံစိုက်ဖို့လိုတယ်အခုအချိန်မှာပင်ကိုစရအကြီးကြီးမားမားရှိနေဖို့လိုအပ်တယ်ကျွန်တော်ပြောခဲ့လို့ပါပဲဒီဂျာစီကိုဝစ်စင်ပြီးပွဲတွေဆက်နိုင်နေဖို့ကဘလောက်ထိအရေးကြီးတယ်ဆိုတာကျွန်တော်တို့သိပါတယ်နောက်ပွဲစဉ်မတိုင်ခင်တိုးတောင်လှုပ်ဆောင်ရမယ့်အဓိကတော့အချက်ကဘာဖြစ်မယ်လို့ထင်ပါလဲတိုးတောင်လှုပ်ရမယ့်ကိစ္စကအဓိကအချက်ပဲဗျာဒီဘက်ကိုထားလိုက်ကြရအောင်ပါနောက်ဘက်အတွက်တိုးတောင်လှုပ်ဆောင်ရမယ်ဒီဘက်ကဘလောက်အရေးကြီးတယ်ဆိုတာကျွန်တော်တို့သိပါတယ် အာအရာလုံးကိုပြောင်းလဲပြီးတော့ခက်ခဲနိုင်ပေမဲ့ခုအချိန်မှာဒါကအတိတ်ရဲ့အစိမ်းပန်းတစ်ခုဖြစ်သွားပါပြီကျွန်တော်တို့ရှေ့ကိုပဲကြည့်ရပါမယ်ပြီးတော့ဒီပြိုင်ပွဲမှာဆက်ပြီးနိုင်ပွဲတွေရနိုင်ဖို့အတွက်အရာလုံးကိုပိုကောင်းလုံးဆောင်သွားရမှာပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နဲ့ဖျားကျမ်းမှာချမ်းသာကြပါစေခင်ဗျာ